ကဆုံလမ်းကြီးဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမှရှင်ဗျာဒိတ်ခံခဲ့တာလေကဆုံလမ်းကြီးနေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလေကဆုံလမ်းကြီးနေပဲဖရာဖြစ်သူရောက်တော်မူတာလေကဆုံလမ်းကြီးနေပဲဘဝအဆုံးသတ်ပြီးတော့ပြိဋိဘံစံသွားတာလေကဆုံလမ်းကြီးနေပဲဒါကြောင့်မို့အချင်းချုပ်ပြောမှဆိုလို့ရှင်ဗျာဒိတ်တော်ခံဖွားပွင့်စား ရာဋိတော်ခန္ဓာလည်းကဆုံလာပြီနော်ဖွာတော်မူတာလည်းကဆုံလာပြီဖရာဖြစ်သူရောက်တာလည်းကဆုံလာပြီပြိနိဗ္ဗာန်စန္ဒာလည်းကဆုံလာပြီလို့ဒီကဆုံလာပြီဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူရာရဲ့ ဘုရားပြည့်စုံရောက်တော်မူရာယပြိဋိဘံသံသာယ၃ခုသို့တော်ဒီဘဝမကဘူးဘုရားလောင်းရဲ့တဏှာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလား။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆိုတော့တာရာခဏဝီရောစံတိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဒီကနတ်တိပြမာတိအဲ့ဒီဗျာဒိခန္ဓာနဲ့ပွဲမှာ ဖះကိုပူဇော်ရင်သူ့ဗေဒရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြူကြဖះကဖះဖြစ်လိမ့်မယ်အနာကမှာဖះဖြစ်လိမ့်မယ်တို့ဇာတိခေါ်တဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြီးကြတာတော့ထူးခြားချက်တွေကိုကြီးလိုက်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းတော့သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းကင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြညအခါထပ်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်တယ်အဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံငါးပြည့်ဒါကြောင့်မို့ကဘာမှာ ပြဆုံးလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတံခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝေစာခါဝေစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိမိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခါ 2000ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဘုရားမြတ်စွာဘုရားသာသနာတော်ဟာအမတန်မှထူးခြားတဲ့ဘာသာတရားဘုရားအဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဘုရားဟာအမတန်မှထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ကဘာကြီးငိမ့်ညာအောင်ကဘာကြီးငိမ့်ညာရုံနဲ့မကဘူးလူတွေရဲ့အစိတ်နှလုံးပူလောင်မှုတွေငိမ့်ညာအောင်ဟောပြောနိုင်တယ်အမတန်မှထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ် သူမွေးဖွားတဲ့ရက်ရက်တည်းကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်တယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမပြုပြီးတော့တတ်မှတ်တာအရေးတစ်ခုဖြစ်ဂေဇက်တဲ့ဟောလီဒေးလို့ခေါ်တယ်2000တက်ကြရ2000ပါအခုတက်ကြရ2000ဆနစ်ရှိပါလား ဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအိမ်တမ်းမှဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံးခုဗမာပြည်မှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တာမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိကြဒါဖျား ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်။သက်စွာဘုရားရဲ့ဘာတည်းပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်။နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဖွားဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်။ပြိဋိဘံဆံတော်မူတဲ့နေ့လည်းဖြစ်တယ်။အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့။ဒါကြောင့်မို့ကဆုံလာပြီဘုရားနေ့ဆိုတာအင်တမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေကကဆုံလာပြီနေ့ တကယ်ကိုအမှတ်တရလုံးတင်လုံးထိုက်